ပြင်လာပါရှင်။ကျမတို့ရဲ့ဗမ္မာပုတ်ကတ် channel ကနေပရိသတ်များကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရစေ။ဒီကနေ့မှာတက်ဆက်ပေးရမယ့်ဇာလန်းလေးကတော့စာရေးသူမင်းမျက်နှာရေးသားထားတဲ့ပက်ကိတ်ဆိုတဲ့ဇာလန်းလေးရဲ့အပိုင်း32ကိုတက်ဆက်ပေးသွားချင်ပါတယ်။ဇာလန်းလေးမတင်ဆက်ခင်ပြီးမှကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ပြီးတော့ဘင်းနာနူရီဘဲလေးကိုနှိပ်သွားပေးဖို့တောင်းဆိုလိုက်ပါရစေရှင်။ခွာစားပြီးတော့ဇာလန်းလေးကိုနားဆင်ကြည့်လိုက်ကြရအောင်ပါ။ ညနေ9:00နာရီထိုးကန်ဒီလောက်မှာမြင်းမိနဲ့ငကြောက်တငယ်ချင်းတွေရောက်ချင်းပေါက်လို့ပြီးကြတယ်။ချင်းပေါက်လို့ပြီးတာနဲ့နှစ်ယောက်သားမြင်းပြင်ပေါ်မှာ ခြေပြက်လက်ပြက်ထိုင်ပြီးခဏနားကြတယ်။အဲ့ဒီခိုက်ရွာတဲ့ကြီးသူတို့စီကိုရောက်လာတယ်။ဟာငါကောင်တွေတခါတည်းအပီးပေါက်လိုက်တာလား။ရွာလူကြီးကခွဲပြီးသားချင်းပုံကိုမျက်နှာကြောက်မေးလိုက်တယ်။ဟုတ်တယ်တခါတည်းပဲအပီးပေါက်လိုက်တာ။ပြီးသွားတော့လေအေးတာပဲမလားဗျ။ငကြောက်က သူ့နှစ်ဖူးကထွက်နေတဲ့ချွေးတွေကိုလက်ခုံနဲ့တုပ်ပြီးတော့ပြောတယ်။ဒါပေါ်ကွာ။တခါတည်းပြီးသွားတော့လဲအေးတာပဲ။ငါအဲ့လိုမျိုးမှပို့ပြီးတော့သဘောကျတာ။လာသွားမယ်ကွာ။ရွေနွေးလေးဘာလေးလိုက်တော့အောင်ကွာ။အဖြက်ကောအပေါက်ကောဆိုတော့မင်းတို့လည်းအတော်ပင်ပဲလောက်ပြီ။တော်ပြီမတော့တော့ဘူး။ကျုပ်တို့ပြန်တော့မယ်ဗျ။ရေလည်းချိုးချင်နေလာပါပြီ။ဒီကုလုံးမှလည်းချွေးတွေကိုပဲကြည့်အောင်လေ။လူလည်းနန်းစော်နေပြီဗျ။ အလုတ်လို့လို့ချွေးချက်တာမဆမ်းပါဘူးကွာ။လာဆမ်းပါအောင်ရင်နှွေးတန်းတန်းလေးတောက်ရအောင်ပါ။ရင်နှွေးတောက်ရင်စကားလေးပါလေပြောကြတာပေါ့။နောက်ပြီးမင်းတို့လိုအားခါလဲလိုက်ယုံနေကွာ။တော့ပါပြီဗျာဆို။တုတ်တုတ်မတောက်တော့ဘူးတကြရဲ့။ရွာလူကြီးတောက်ချင်စပါဆိုရင်လေကိုဟာကိုပဲတယောက်ထဲတာထိုင်တောက်နေတော့။ငါတယောက်ထဲထိုင်တောက်ချင်မှာတော့မင်းတို့ကိုတကူးတကခေါ်မလားဟာ။ ။ဒါဖြင့်ကြုတ်တို့ရင်မိုးချိုးပြီးတစ်ခေါက်ပြန်လာခဲ့မယ်ဗျာ။အဲ့ကြမှာရင်ရွေးတူတူတောက်ပြီးတော့စကားအေးစေးပြောကြတာပေါ့။နေနေဟျ။အဲ့ကြမှာဆိုရင်တော့ပြန်မလာနဲ့တော့။နေဝင်မိုးချုံရင်ဘဲကောင်းကိုမှငါအိမ်လာမခံဘူးကွာ။ငါ့အိမ်မှာသမီးပြိုလေးရှိတယ်လေ။ရွာလူကြီးစကားကြားပြီးတော့ငါကြောက်ဒေါသနေငယ်ထက်သွားတယ်။သူစိတ်ထဲတော်တော်စောက်ကြီးစောက်ကြဲပြောတဲ့လူပါလားလို့ပြောလိုက်မိတယ်အဲ့နောက်အလာမခံဘူးဆိုတော့လေမလာဘူးပေါ့ဗျာ ချက်တော့အညောင်းတောင်တက်တာသေးကျုပ်တို့ပြန်မယ်ဗျာနေအောင်မင်းတို့လိုအခါလိုက်ယူလိုက်ယူရမယ်ဆိုရင်တော့မယူတော့ဘူးဗျာပေးချင်တယ်ဆိုရင်ဒီလိုလာပေးကျုပ်တို့စောင့်မယ်ဗျာအဲ့လိုမှမဟုတ်ဘူးဆိုရင်တော့မယူတော့ဘူးပြန်မယ်ဟာမင်းတို့ကဘလို့ကောင်းနေလဲကွာပေးတဲ့လူကိုတောင်ပြန်များရိုက်အောင်မလို့လားကွာဘဲလူတွေဆိုရင်တော့ရိုက်ချင်ရိုက်မှာရွာတကြီးကိုတော့မရိုက်ပါဘူးဗျာစိတ်ချ ဘယ်လိုလဲဒီလိုလာပေးမှာလားအပင်းတုတ်တုတ်ပြန်တော့မယ်ဗျာခဏဆောင်ငါသွားယူလိုက်အောင်မင်းတော်တော်ဆော့လို့ချုပ်တဲ့ကောင်းနေဇာလူကြီးကစိတ်မရှိတဲ့လေးတန်းနဲ့ပြောပြီးထွက်သွားတယ်ထို့သောဖြင့်တောင်းလောက်ကြာမှပြောင်းလာခဲ့တယ်အဲ့နောက်ရော့ဒီမှာမင်းတို့လိုအပ်ခရွာတကြီးကလေးတန်းမမနဲ့ပြောပြီးငကြောက်ကိုပေးတယ်ငကြောက်ကမတ်တက်ထားရက်ပြီးရွာလူကြီးပေးတဲ့ငွေတွေကိုခက်တီတီနဲ့ယူပြီးမြင်းမိကိုခေါ်လာအဲ့ဒီနေရာမှာ ခေါင်းမော်ရင်ကော့ပြီးထွက်သွားလေတော့တယ်။ထို့သောဖြင့်လမ်းကူးတဲ့တနေရာရောက်မှာတော့ဟဲ့ရောက်မြင်းမီမြမေကိုမြ мян ဖွင့်ပြောတော့လေကွာ။ပြီးရင်တက်ခါတဲ့ခိုးပြေးဟိုအဖိုးကြီးကငါတိတ်ကြည့်မရတော့ဘူးကွာ။ဘာလဲ။စောစောကပြောတဲ့စကားကြောင့်လားကွာ။ဟုတ်တယ်။တော်တော်စောက်ကြီးစောက်ကြီးလိုင်းနေလူပဲ။ဘာလဲ။နေဝင်မိုးလျှော့ရင်ဘယ်ကောင်းမှတွေ့ရင်ကိုအလားမခံဘူးတဲ့။လာတော့ဘာဖြစ်လို့လဲကွာ။ မင်းမျက်နာကြောက်နော်နားမို့ဆိုရင်တော့အဲ့လူငါထထိုးမိလောက်ပြီကွရွာလူကြီးတွေဘာတွေငါနားလဲတာမဟုတ်ဘူးစိတ်ချော့စမ်းပါကွာသူပြောတာလည်းဟုတ်တာပဲလေသူ့အိမ်မှာတမင်းမင်းကလေးရှိတယ်လေကွာဒီတော့နေဝင်မိုးချုပ်ယောက်ျားသားအလားမခံတာမစမ်းပါဘူးကွာဟဲ့မင်းကအခုတည်းကမတော်ရသေးတဲ့ဖေဘက်ကပါနေတာလားကွာအဲ့လိုလည်းမဟုတ်ပါဘူးကွာငါအမတရားကိုပြောတာပါမန်နာရီမှားတာတွေငါမသိဘူး မင်းမြမီကိုမမြန်ဖွင့်ပြောတော့မင်းမှာပြန်ပြက်တယောက်လည်းရှိနေမလားကွာအေးဟုတ်တယ်ငါမမြန်ဖွင့်ပြောမှပဲရတော့မယ်အဲ့ဒီနောက်နှစ်ယောက်သားကိုယ့်အိမ်ကိုပြန်ခဲကြပါတော့တယ်မကျေနပ်ဘူးကွာလုံးဝမကျေနပ်ဘူးခွေးမသားတွေကိုတခုခုပြန်လို့ရမှကျေနပ်မယ်ပြောရင်ပြောရင်လည်းဒေါသတွေအလိမ့်လိုက်ထွက်ပြီးလူတက်ချင်စိတ်ပေါက်လာပြီမောင်ရင်မောင်ကဒေါသတကြီးပြောပြီးဇပွဲကုန်ကိုဝုန်းကနေမြည်အောင် လက်သေးနဲ့အားပါပါထိုးလိုက်တယ်။သူ့ဘေးတစ်ဖက်တစ်ချက်စီမှာသမင်ဘုတ်တိုက်နဲ့မိုက်ဒီမိုက်ကန်လူနှစ်ယောက်ထိုင်နေကြတယ်။ထိုးလူနှစ်ယောက်ကမောင်ရင်မောင်ရဲ့ဘယ်လဲယုံညာလဲယုံမှနှစ်ယောက်။မောင်ရင်မောင်ကတော်သေးသေးသားဖြစ်တဲ့အတွက်သူ့အနားမှာလူမိုက်နှစ်ယောက်ရှိနေဒီမှာမဆန်း။ထိုးလူနှစ်ယောက်ထံမှာညာဘက်ကတယောက်ကစက်ကနေမထက်ထရက်ပြီးတော့အာစစ်မကျင်နဲ့ရင်ကြောက်မျက်နှာကိုလက်သေးနဲ့ထိုးပြလက်သေးနဲ့ထိုးလို့မှမကျင်နဲ့သေးဘူးဆိုရင်တော့ဓာတ်နဲ့ချက်ထိုး ချော့ဒီမှာဒါဟောလူကပြောပြီးတော့ခါကြာတမျိုးကိုဆွဲထုတ်ပြီးတော့မောင်ရင်မောင်ရှိဇပွဲခုံပေါ်ကိုဖြစ်ချလိုက်ပါတယ်မောင်ရင်မောင်ကထုတ်လူကိုကြည့်ပြီးတော့ဒီကိစ္စမင်းနဲ့မဆိုင်ဘူးအေးစေးနေအေးစေးဘလို့နေလို့ရမှာလဲဗျာအာစီယာအာစီယာမတင်နေဘူးမတင်နေဘူးပဲတနေ့ကထိုင်ပြောနေတာလေတို့တို့နားတွေလည်းညင်းနေပြီဗျာဘယ်သူကိုလဲဘာကြောင့်လဲဆိုတာကြတော့မပြောအဲ့တော့တို့တို့ကဘာလို့ပေးရမှာလဲ ဘာမှမလုပ်ပေးပါနဲ့ကွာဘာမှလုပ်ပေးစရာလည်းမလိုပါဘူးအဲ့လိုတော့လည်းဘယ်ဟုတ်ပါမလဲအာရှိကတုတ်တုတ်ဆရာတုတ်တုတ်ဆရာအခုလိုဖြစ်နေတာတုတ်တုတ်ဘယ်ကြည့်ရပါမလဲပြောဗျာဘသူ့ကိုမကျင်နဲ့တာလဲလို့ဟိုဘက်ရွာကောင်းလေးတွေကိုပါမောင်မောင်ခက်ပြက်ပြက်ပြောတယ်ဟိုဘက်ရွာကောင်းလေးတွေဟုတ်လားဟင်အာရှိတုတ်တုတ်မရှိတော့အာရှိအဲ့ရွာကိုတယောက်တည်းသွားခဲ့တာလားဟင်ဟုတ်တယ်မြမေကငါသွားတွေ့တာ ဒါဖြစ်အာစီအာစီရဲ့ခေါင်းကဒံရခါဟောအဲ့ကောင်လေးလက်ချက်ပေါ့ကွာခွေးမသားတွေကညာမကြောက်မလန့်နဲ့ငါတို့အာစီကိုရိုက်ခွဲတယ်ပေါ့တွေ့ကြသေးတာပေါ့ကွာအာစီကိုခုလိုလှုပ်လှုပ်လိုက်တာဘဲကောင်နေလဲဗျကျုပ်တို့ကိုပြောကျုပ်တို့အဲ့ကောင်နေနဲ့အခုပဲစည်ရင်သွားရှင်းမယ်မများဘူးနှစ်ယောက်ထဲအသက်က18နှစ်ဝန်းကျင်လောက်ပါမြမေအိမ်မှာအဲ့ကောင်နေနဲ့ငါတွေ့ခဲ့တာအဲ့မှာပဲငါ့ကိုရင်ရွေးပကံနဲ့ထုလှုပ်လိုက်တာကွာ အဆော့ဆုံးကငါ့ရဲ့ရောက်ကတိရှိမှလွတ်လွတ်လိုက်တာကွာဗျာထလူပါဇက်ကနေလွတ်ကနေထက်သားခဲဟဲ့ဘာဖြစ်တာလဲအဲ့ကောင်တွေမင်းတိလို့လားထလူကခေါင်းအသာညှိပြတယ်တဲ့ငါ့ကိုပြောပြစမ်းအဲ့ကောင်တွေကဘာကောင်တွေလဲဘယ်အကောင်တွေလဲကွာအာစရိပြောပုံရဆိုရင်တော့အဲ့နဲ့ကောင်ကမြင်းမိနဲ့ငကြောက်ဖြစ်ရမယ်ကွာအဲ့ကောင်တွေကတကယ်လက်ရဲဆက်ရဲရှိရဲ့ကောင်တွေဘယ်သူမှဂရုစိုက်တာမဟုတ်ဘူး အခုအာစီလက်တွေပဲလေအာစီရောက်ကတိရွာတကြီးရှေ့မှာတော့အာစီကိုရိုက်ခွဲခဲ့တာမလားဒီတော့ဒီကောင်ကြီးစဘလောက်ရှိတယ်ဆိုတာစဉ်းစားကြည့်ပေါ့ငါဘာလို့အဲ့ကောင်ကြီးကိုမသိရတာလဲမြင်လဲတကားမှမမြင်ဘူးဘူးကွာမမြင်ဘူးဘူးဆိုအာစီအဲ့ရောတလာနေလို့တစ်ခေါက်ရောက်လို့လားနောက်ပြီးဒီကောင်ကြီးကဖဲဝိုင်းကြက်ဝိုင်းအရဆိုင်နေမှာပဲသူတို့အချိန်ကိုကုန်ခံတာဗျအဲ့ဒါကြောင့်အာစီသူတို့ကိုမသိတာပါ ဘာကောင်မဲ့ဖြစ်ဖြစ်ကွာအဲ့ကောင်တွေကငါမကျေနပ်ဘူးတခုခုပြန်လှုပ်ချင်တယ်လွယ်တော့မလွယ်ဘူးနော်အာစတိဒီကောင်တွေကအာစတိတွေ့ဖူးတဲ့ကောင်တွေနဲ့မတူဘူးအစိုက်ပြင်းနေအဆွဲလဲရှိတယ်အဲ့တော့ဘာဖြစ်လဲဘာမှမဖြစ်ပါဘူးကွာကျုပ်ကထင်သလောက်မလွယ်ဘူးဆိုတဲ့အကြောင်းပြောပြတာပါဘာလဲဒီနေ့ကောင်ကမင်းတို့ကြောက်နေကြတာလားကြောက်ရင်ငါရှိကလစ်လိုက်တော့ကြောက်လို့ပြောတာမဟုတ်ပါဘူးဗျာအာစတိရဲ့မဖြစ်တဲ့နာမဖြစ်အောင်ပြောနေတာပါဟဲ့ မဲကောင်ကငါရက်စီရှိကနေမြမြခေါ်တော့တော့ကြိုင်ငါ့ရဲ့ဒေါသဒီကောင်ပေါ်ရောက်သားလိမ့်မယ်ကွာ။ဘောင်ရင်မောင်ကသူ့ရဲ့ဘဲဘက်ကလူကိုကြည့်ပြီးတော့မန်ပါပါပြောတယ်။ထို့လူလေထန်နေရကနေပြန်ထပြီးတော့စောစောကလူကိုခေါ်ပြီးမောင်ရင်မောင်ရှေ့ကနေထွက်သွားတယ်။ဒီတော့မှမောင်ရင်မောင်ကသူ့ရှိကဓမြကိုစက်ကနေကောက်ယူပြီးတော့စပွဲကုံမှာမှအပပါထိုးဆိုင်လိုက်တယ်။ညာရှင်းနိုင်ထိုးချင်းကြီးမင်းမသားနှစ်ယောက်သေးပဲရှိတယ်။ ုံဘိုးသည့်အမေဒေါ်ရင်းများတို့အင်ကိုလူတယောက်ရောက်လာတယ်။သူလူကလွယ်အိတ်အဆုပ်တလုံးကိုတိုင်းလွှဲထားပြီးတော့ဘဲဘဲနွေရဲ့ကြားမှာတဝက်လောက်တောက်ပြီးတဲ့ကျက်ဖစလိတ်ကိုအသားညက်ထားတယ်။သူလူကိုမြင်လာတဲ့ဒေါ်ရင်းများကြော်သိမ်းပါလား။ဘာလို့ညာရေးချိန်မတော်မှ အမေစီကိုလာရတာလဲ။အရေးကြီးကိစ္စရှိလို့လား။ဟုတ်တယ်မေကြောက်မနဲ့ဆော့ဆော့ခီးသွားရမှာ။အဲ့ဒါကြောင့်အမေစီကိုညာရင်းချင်းပဲလာလိုက်တာ။ရော့ဒီမှာအမေသုံးချင်တာသုံးဖို့အတွက် ကျုပ်ဘလောက်ကြမယ်မသိဘူးဗျ။ကျော်တင်းကပြောပြီးတော့သူ့လယ်ကြီးထဲကနေငွေတစ်ထပ်ထုတ်ပေးတယ်။မဟုတ်တာကွယ်မပေးပါနဲ့အမေတို့မှ300ဆရာရှိပါတယ်။ရှိလဲယူထားပါအမေအားကျုပ်ကတကွေတကာရတမားပါ။ကျုပ်တဲ့ငွေဆိုတာကတိတ်လို့အတမဟုတ်ပါဘူး။ဒီရှိကျုပ်ရှာသမျှကအမေနဲ့ညီမလေးအတွက်ပါ။ကျော်တင်းကအင်းမြလက်ထဲကိုငွေအတင်းထည့်ပေးတယ်။ချက်ချင်းဆိုသလိုဒေါ်အင်းမြမျက်လုံးအိမ်ထဲမှာမျက်ရည်စရီပြင်းနေသွားခဲ့တယ်။ ကဲမေကျုပ်ကိုခွေးပြုပါအောင်ကျုပ်ပြန်တော့မယ်တော့ကြတယောက်ယောက်တွေ့သွားလို့ကျုပ်အတွက်အမေတို့သားမီရွာထဲမှာအပြောခံနေရအောင်မေဒီရွာသားတွေကအကျေကောင်းကြတာမဟုတ်ဘူးမေအတင်းပြစ်တိတ်ပြောကြတာဟုတ်ပါပြီကွယ်ငါသားကြီးကယူဆက်ပြောင်းနော်ဟုတ်မေကျုပ်သွားပြီနော်ကျော်တင်းကပြောပြီးတော့အိမ်ဘုံကနေစင်ပြေထွက်သွားတယ်ကျော်တင်းထွက်သွားမှဒေါ်ကြီးမြောင်ငွေတို့တမင်းဖြစ်သူခင်လေးကိုပေးတယ် ခင်လေးကထုံငွေတွေကိုယူပြီးတော့ဘလောက်ရှိလဲရေးကြည့်တယ်။စွစုပေါင်း2500အိမ်ပြရောက်တာနဲ့ကြော်တင်းကကုပြစ်ပေါ်မှာဝေထိုင်ပြီးတော့ကိုမိုတီရဲ့ခမည်းသွေးကြီးကိုစက်ဖို့အတွက်ကြုံမနှက်ပြန်ခရီးစထွက်ပြီးခမည်းကိုတက်သွားတဲ့ကောင်တွေကိုကြုံမတွေ့မရှင်လိုက်ရှာမယ်။ပြီးအကုန်ပြန်တက်မယ်။ဒီကောင်တွေအားလုံးတင်ပါခမည်းအမင်းနဲ့ညီမလေးကိုကြုံတက်တလုံးဆောက်ရှောက်မယ်လို့ခရီးပေးတယ်ကွာ။ကြော်တင်းကလက်သေးကိုကြစ်ကြစ်ပေါင်းဆိုပြီးမန်ပါပါပြောလိုက်တယ်။ အဲ့နောက်ခါးစားအတမြောင်ကိုဆွဲထုတ်ပြီးတော့ခွေးမသားရင်မင်းတို့ကိုတတ်ဖို့ငားလာပြီးထမင်းဝအောင်စားထားကြဒေါသတကြီးနဲ့ပြောပြီးတော့ကုပြုတ်ပုံကိုအားပါပါထုတ်ဆိုင်လိုက်ပါတော့တယ်ပရိသတ်များရှင်စာရေးသူမင်းမျက်နှာရေးသားထားတဲ့ဘက်ကအပိုင်30နှစ်ကတော့ဒီနေရာမှာရင်ပြီးဆုံးပါပြီဒီဆက်လက်ရဲ့ကြံရှိနေသေးတဲ့အပိုင်းများကိုလည်းနောက်ရက်များမှာဆက်လက်ပြီးတော့တက်ဆက်ပေးသွားပါအောင်မရှင်ဒီကိစ္စမှာနားဆင်အားပေးခဲ့ကြတဲ့ပရိသတ်တို့ရှင်းစီတိုင်းကိုထူးပြီးကျေးဇူးတင်ပါတယ်ရှင်